တဝန်းကျင်မှာလေ့လာပြီးသိရတယ်လို့ဆိုလို့ရှိရင်တခြားအကြောင်းရင်းတွေထပ်ဆောင်လို့ရှိရင်ဇနီးတဲ့ဟာဖြစ်တယ်လို့နေရတဲ့အတွက်ကိုကိုဂူးမဆိုင်တဲ့အတွက်ကိုခနာကိုမထင်းသိမ့်တဲ့အတွက်ကိုဖောက်ပြန်ပစ်သွားတဲ့ဆိုတော့အရာတွေအများကြီးရှိတဲ့အခုအစားပြီးရုပ်ရည်လှပဖို့ထပ်ဆောင်အဲ့ကိုရဲ့ခနာကိုလေးကိုပဲထင်းသိမ့်ပြီးတော့တကူရင်တန်ရှင်းရင်းလေးကိုအလေးထားပြီးတော့လှုပ်ဖို့ပြောချင်ပါတယ်အခုလည်းပို့ပြီး update ချမ်းသစ်တဲ့ပုံစံနဲ့ပေါ့နော်တင်ရမှာရှိတယ်အပြစ်မဲ့သူတွေလည်းပို့ပြီးတော့များလည်းမလို့ထင်သလိုဟိုပြောမဲ့သူလေးပေါ့နော် လူတိုင်းကတော့ကိုယ်နဲ့သဘောထားချင်းတူညီမှာမဟုတ်တဲ့အတွက်အတွေးခေါ်လည်းမတူတဲ့အတွက်ပေါ့နော်အဲ့လိုကတော့ရှိမယ်လို့တော့ထင်ပါတယ်ပေါ့နော်အခုနောက်ပိုင်းကျလို့ရှိရင်တော့ဆက်အဲ့လို relationship coach ပေါ့နော်အဲ့လို session ပုံစံလေးပေါ့နော်သူတို့နဲ့ဟိုအခါကြီးပြီးတစ်ခုသတ်မှတ်ပြီးယူပြီးအဲ့လိုလုပ်ပေးဖို့ရရှိတယ်။ပတ်ဝန်းကျင်မှာရှိရ relationship ကိစ္စတွေရောအိမ်နောင်တဲ့ကိစ္စတွေရောဒီ line မှာတခြားသူရဲ့ဟာတွေကြာအစိုးရအရန်ပြောကြတာများတော့လေဒီ day လာပြောကြတာကိုက ဒီ relationship တွေအိမ်အောင်တွေကြားထဲမှာဘယ်လောက်ဆိုးဝါးနေရဲ့ကိစ္စကြီးအစားအကုန်အရန်တိရတယ်ပေါ့နော်အဲ့တော့တချို့ဇာတ်ကြီးကြတော့တန်းတဲ့သူတွေမပြောပြင်မဲ့ကိုကပြောထွက်လိုက်တဲ့ဇာတ်ကြီးဖြစ်တာပေါ့နော်အဲ့တော့ဟိုပြောရတဲ့သူကလည်းပြောကြမှာပေါ့နော်ဟုတ် ့ရှင်ကိုမိန်းကလေးတွေရဲ့ဒီစိတ်ခံစားချက်နဲ့ပတ်သက်ပြီးတချို့ဟာလေး changes ဖြစ်စေချင်တာပေါ့နော်ဒါဆိုဆိုလဲ relationship blogger လုပ်ခဲ့ချင်တော့ဆိုစိတ်ခံရသူအများကြီးပဲရှိရပဲเนาะဒါပေမဲ့ဆက်ပြောချင်တာမိမတက်ကိုတန်မာစေချင်တာပြောချင်တာတချို့ဆိုလို့ရှိရင်ကွာဟိုဆက်ကိုလာပြောရသူအထက်ထဲမှာဆိုလို့ရှိရင်ပဲရှိရယ်သူတို့ရကြရကြဖောက်ပြန်သွားတယ်သူတို့ကလေအရန်တော်တဲ့ပညာရှိရမိမဖြစ်ပတ်စံရှိရမိမဖြစ်သူတို့အရန်လဲကြတယ်သူတို့ဘဝကြီးက ဟုတ်ပါအဲ့ဒါကြီးဆိုတော့လုံးဝမခံစားနိုင်ဘူးပေါ့နော်တိကျောက်ကြားဆိုတာဘာလဲโอเคနင်တို့နိုင်ငံလည်းအဆင်ပြေလို့ယူထားဟုတ်တယ်မဟုတ်လားဒါပေမဲ့နင်တို့မရှိဘူးဆိုတော့โอเคနင်တို့ထံကပိုစားရှိတယ်ငါတောက်တဲ့ဟိုတောက်ပပြလိုက်မင်းတို့တောက်တယ်မဟုတ်လားတို့ထံကလုံရင်းရမယ်တို့ထံပိုပြီးစားရှိပြအဲ့လိုမြန်မာမင်းကြီးတို့တန်မာစေချင်တာဟိုအရင်တော့ကျတော့ဒီဘိုင်းကောင်းကြောက်ခွိခေအမေတို့ခေတော့လို့လေးတည်ရမလားအိမ်ကပေးစားပြီးအဲ့လိုခေမဟုတ်တော့ဘူးအခုခေကဖောက်ပြန်မယ်ဆိုလွယ်လွယ်လေးတွေပဲဆိုတော့အကုန်လုံးကလည်းဖောက်ပြန်နေကြတာဆိုတော့ဆွဲပြောချင်တာအမြင်ငယ်အားပေးလဲလုံးဝမဟုတ်ဘူးဒါပေမဲ့ယောက်ျားတစ်ယောက်ကဖောက်ပြန်နေဆိုလို့ရှင်ကိုကလုံးဝ မျက်ရည်ကျပြီးတော့တည်မှာပေါ့မျက်ရည်ကျရင်ကျလိုက်လူဆိုတာခံစားချက်ရှိရတယ်ဟုတ်တယ်ရမ်းချစ်တယ်ပေးဆက်ခဲ့ရအောင်ဆိုချင်းနာကျင်ပါမယ်လေဒါပေမဲ့အချိန်တက်လို့ရှင်ပြန်ပြီးတော့ပန်မာပြလိုက်ဟိုလက်စားချေအကောင်းဆုံးလက်စားချေရပါလဲဆိုတော့ကိုကပို့ပြီးတောက်ပါရဲ့ပုံမှန်နေတာပေါ့နော်အဲ့လိုပုံမှန်ဖြစ်စေချင်တာပါဟိုမတော်မွေရနေပြီးရောစစမဆိုတော့အရန်ပြောခံရရပေါ့နေက ဘလို့ကောင်းမှလဲဘာညာမအများကြီးပဲပေါ့နော်အရင်တော့တော်တော်ပြောခံခဲ့ရတယ်။ဒါမဲ့လည်းပြောခံခဲ့ရတာဟာကြတော့ဆွဲတက်ကတော့ဘာမှတော့မဟုတ်တော့ဘူးပေါ့။ဒါမဲ့သူတို့တချို့ကြတော့လဲဟိုကိုယ့်ကိုအားပေးရဖန်တွေရှိရဲနားလဲတော့အမှန်တရားလက်ခံတဲ့သူကတော့ဟိုကိုဒါလေးကိုထောက်ပြလဲသူကလက်ခံတယ်ဆိုလို့ရှင်တော့ဒါအဆင်ပြေသွားမှာပေါ့နော်။ဒါမဲ့တချို့ကြတော့လဲလုံးဝတစ်ဖက်ပိတ်ပဲမရဘူးဆိုလို့ရှင်တော့ဒါဆဲမယ်ဆိုတော့ဒါကိုကတော့ဒီအလုပ်ကိုလုပ်ပြီဆိုတော့အမုန်းခံပြီးပြောရမယ်။ဟာမင်းကလေးမားနေတယ်မင်းကလေးပြောမှာ။ယောက်ျားမားနေတယ်ယောက်ျားပြောမှာ။ ဲ့လိုပုံမှန်ဆိုတော့လေဟုတ်ဟုတ်အခုပြန်လုပ်နော်ဟုတ်ဟုတ်ဟုတ်ဟဲရင်တော့လည်းယောက်ျားရေဖောက်ပြတဲ့အကြောင်းရင်အိမ်တော်တဲ့ယောက်ျားရေဖောက်ပြတဲ့အကြောင်းရင်မိန်းမရေဖောက်ပြတဲ့အကြောင်းရင်အကုန်လုံးတင်ခဲ့ပြီးတော့ရှိရဲအဲ့လိုအများကြီးပဲเนาะအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့တင်ခဲ့ရရှိရဲအခုလည်းပို့ပြီး update ဆန်းသစ်တဲ့ပုံစံနဲ့ပေါ့เนาะ တင်ရမှာရှိတယ်အပမဲ့သူတွေလည်းပို့ပြီးတော့များလည်းမလို့ထင်သလိုဟိုပြောမဲ့သူလေးပေါ့နော်လူရိုင်းကတော့ကိုနဲ့သဘောထားချင်းတူညီမှာမဟုတ်တဲ့အတွက်အတွေ့အခေါ်လည်းမတူတဲ့အတွက်ပေါ့နော်အဲ့လိုကတော့ရှိမယ်လို့တော့ထင်ပါရဲ့ပေါ့နော်အဲ့တော့အဲ့အတွက်လို့လည်းပတ်သက်ပြီးတော့လည်းအဆင်ပြေပါရဲ့ပေါ့နော်တန်တာဟုတ်အခုကတော့တိတ်ပြီးတော့ page ကိုကဘလို့ဖြစ်ဘူးဆိုတော့လေဂျင်းတော့ကကြတော့အရန်များရဲ့ပေါ့နော်အဲ့လို အဲ့မဲ့အဲ့တော့ကျတော့ဆိုရဒီတိုင်းပဲပြန်ဖြည့်ပြီးပြတော့ခုနောက်ပိုင်းကျလို့ရှင်တော့ဆိုရအဲ့လို relationship coach ပေါ့နော်အဲ့လို session ပုံစံလေးပေါ့နော်သူတို့ ਨੇ ဟိုအခါကြီးပြီးတခုတတ်မှတ်ပြီးတော့ယူပြီးတော့အဲ့လိုလုပ်ပေးဖို့ရှိရအရင်တော့ဆိုလို့ရှင်အရန်ဟိုအခုကျတော့ဟိုပတ်ဝန်းကျင်မှာရှိရ relationship ကိစ္စတွေရောအိမ်နောင်တဲ့ကိစ္စတွေရောဒီ line မှာတခြားသူရဲ့ဟာတွေကျတော့ဆိုတော့အရန်ပြောကြတာများတော့လေဒီ day လာပြောကြတာကိုက ဒီ relationship တွေအိမ်အောင်တွေကြားထဲမှာဘယ်လောက်ဆိုးဝါးနေရဲကိစ္စကြီးအစားအကုန်အရန်တိရတယ်ပေါ့နော်အဲ့တော့တချို့စကားကြီးကြတော့တနေ့သူတွေမပြောပြင်မဲ့ကိုကပြောထွက်လိုက်တဲ့စကားကြီးဖြစ်တာပေါ့နော်အဲ့တော့ဟိုပြောရတဲ့သူကလည်းပြောကြမှာပေါ့နော်ဟုတ်အိမ်အောင်ဆိုပြုတ်ရမယ်လေဒါပေမဲ့စစစီမပြုတ်ဘူးလေမဟုတ်ဆိုစစစီရုံမှာဟိုအသက်ကြီးလာရင်တယောက်တည်းနေလို့အဆင်ပြေအဲ့တော့ ဟိုအိမ်အောင်တဲ့ကိုအချီကိုအဲ့ဟိုလိုတည့်ရမလားအဲ့လိုဆက်စကိတ်ကြမှာအဲ့အတွက်မဟုတ်ခွဲနဲ့ပေါ့နော်သူနဲ့ကိုနဲ့ကောင်းတဲ့ဖုတ်ပါတနာတခုဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ဟိုသူ့အတွက်လည်းအမိတဲဖြစ်ကိုယ့်အတွက်လည်းအမိတဲအချင်းချင်းနားလည်မှုနဲ့သွားတဲ့ပုံစံဖြစ်မှာပေါ့အချီကြီးကိုရှည်တန်းတင်ပြီးအိမ်အောင်ပြုတဲ့သူကတော့အသက်ငယ်ငယ်လေးတွေပဲဖြစ်လိမ့်မယ်ထင်တယ်ဆိုစရာတော့အဲ့လိုပေါ့နော်ကျတော့ဘုံတို့ဆက်လေးပြန်လာပါတော့မယ်เนาะအဲ့တော့ဆက်လို့လည်းအားပေးကြပါအောင်လို့ဆဲဒီမှာဒီနေ့ အလင်းမကောင်းတဲ့ကြားတွေကအလူလာလုံးနေပေါ့နော်အဖြေလိုက်တဲ့အဖြေလေးတချို့ဟာလေးစိတ်ထဲမှာအဆင်မပြေဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်လည်းကောင်းတဲ့စိတ်လေးနဲ့ကြည့်ပြပါအောင်လို့ဆက်တည်းပြောချင်ပါတယ်ဆိုတော့အကောင်လုံးတဲ့အကောင်ဆုံးကြိုးစားပြီးတော့ဒီမြမပြည်ရဲ့ mindset ပေါ့နော် relationship နဲ့ပတ်သက်တဲ့အရာတွေအကောင်ဆုံးမြင့်တင်ပေးနိုင်ဖို့အတွက်ပြန်လာခဲ့ပါမယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆက်လို့အားပေးကြပါဦးရှင်အညောင်းရတော့ဘုံ